ူပေါင်းတို့ရေကျမတို့ရေ new family channel လေးမှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါစီရှင်ဒီကနေ့မှာလဲစာရေးဆရာမကြီးဂျာနေကျော်မမလေးရေးသားထားတယ်ရင်းနေအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားဆက်လက်ပြီးတော့မျှဝေလို့ဖတ်ပြတင်ဆက်ပေးသွားမှာမို့လိုက်ပါလို့နားဆင်ပေးကြပါအောင်ရှင်ရင်းနေအောင်မွေးအပိုင်း27ကြော့ကြော့များတို့ပြန်အောင်မယ်အနာမှာစကားပြောနေတော့ ကြော့လည်းမမင်းရဘူးအရှိအောင် အိမ်လိုက်နော်ဒေါခင်များတက်သည်အားလုံးကိုနှုတ်ဆက်သည်ကိုမြင့်တူသည်ထလိုက်မသွားတော့ပဲပြန်နှုတ်ဆက်သည်ဦးအေးချုံမှအိမ်အောက်သို့လိုက်ပို့ရန်ထားလိုက်သည်အစိုးသည့်ဒေါ်ကျော်မီအနာကကတော်တော်စိုးပြန့်မယ်နော်ဟုတ်နှုတ်ဆက်ပြီးជីជីမီကိုခရဲရဲပြုံးပြလိုက်သည်အစိုးသည်အခန်းထဲမှမထွက်ခင် ကိုမြင့်တူကိုလမ်းပြောသွားသည်ကိုကို န်တီနီကောင်းရင်အိမ်ဖက်လာပါအောင်ကိုကိုကိုစိုးဂျပန်ကရိုက်ခဲ့တဲ့ဓပုံတွေပြကြင်လို့ပါအေးအေးတို့အားရင်လာခဲ့မယ်ကိုမြင့်ထူးသည်ကောင်းအောင်ပြန်ပြောသည်ជីជីမီသည်အခန်းဝထီလိုက်ပို့လိုက်သည်ထိုနေ့နနက်စာထမင်းကိုဒေါ်ကျော်မီတို့အိမ်၌ပင်စားကနေ့လယ်မှជីជីမီအိမ်သို့ပြန်သည်အိမ်ပြန်လန်းတွင်ជីជីမီကမနက်ကကိစ္စကိုတတိတယပြန်ပြောသည်မနက်ကငါအာနာလိုက်တာမောင်မြင့်သူရဲ့ ိုတငယ်မကိုကြည့်ရတာမြမရုပ်ပြောက်နေတာနဲ့သူ့အမေကိုအယမ်းစွမင်းမိတယ်။ជីជីမေဒီမင်းကလေးကိုကြည့်ရတာဘလောက်ကိုရောက်ကာရနိုင်တယ်လဲနော်။ကျွန်တော်ကတော့ဩချထားတယ်။မိမနိုင်ဖမနိုင်တမီပဲ။အေးကွယ်ကြည့်ရတာမျက်စိရှက်စရာပဲ။သူ့မိဘကလည်းမပြောဘူးထင်ပါရဲ့။ပေါင်းမီပင်ချက်နဲ့ခွာကြလိုက်တာ။သူ့ဖေဖေကအိမ်ကိုပြန်မကြည့်ပါဘူး။ပစ္စည်းသာကျုံရှာနေတာပဲ။ ူမိမေကယောက်ျားလေးကြောက်ရသမီးနဲ့အလိုလိုက်ပြီးတော့သူတို့မျက်စိထဲမှာရင်နေပါလိမ့်မယ်ကြီးကြီးမေတို့အိမ်ခြေတို့ရောက်သွားတော့အကား၌ကိုမြင့်တို့သည်ကားပေါ်မှာမစင်ပဲသူယူလာခဲ့သောစာအုပ်ကိုကန်လိုက်သည်ဒါမော့ကိုပေးပါကြီးကြီးမေကိုမြင့်တို့သည် မော်ရိုအိမ်တို့မတော်ရဲတော်လဲမော်အတွက်ဤကိုပါသာမှတ်စုမှတ်တမ်းများကိုကြည်ကြည်မင်းနဲ့တဆင့်ကံလန်ပို့ပေးနေသည် မော်မာမဆုများရာတိုင်းပင်ကိုမြင့်ထူးကိုကျေးဇူးတင်၍မဆုံးအောင်ဖြစ်နေသည်ကိုမြင့်ထူးမှာလုံးဝလမ်းပင်၍မသွားဘဲလူချင်းမတွေ့ရသည့်တိုင်စာအုပ်တစ်ဆင့်ပါခြင်းဖြင့်မော်နှင့်အဆက်အသွယ်ရှိသေးသည်ဟုစိတ်ဖြေရသည်အေးအေးပြေးလိုက်မယ်မနေ့ကကြီးကြီးမေဟိုအိမ်မှာထမင်းစားတော့တခွာသည်ပရှုတနတ်စားရင် မော်မေမေကမောင်မြင့်ထူးကိုတတိယလိုက်တာလို့ပြောတယ်ကွဆိုင်းနိုင်ရင်အကျိုးရှိပါတယ်မောင်မြင့်ထူးရဲ့ ဖြည့်ဖြည့်ပေါ့စိတ်အေးအေးထားပါကိုမြင့်တို့သည်ជីជីမိကိုပို့ခဲ့ပြီးလင်မိုးရီမိုးပေါက်တွေထဲမှမော်တို့အိမ်မက်တို့တစ်ချက်လမ်းမျောခြင်းမိသည်ជីជីမိစကားအရမိမြကြအောင်မဆောင်ဆိုင်နိုင်တော့အောင်ဖြစ်ကစိတ်မောရသည်မောဤမျက်နာလေးကိုဒီတမိုးတော်တွေ့ရဖို့မရှိဟုတွေးမိခြင်းဖြင့်မရေရာသောအချစ်တန်းသည် သူ့နှလုံးသား၌ပူပြင်းသွားသည် လူကိုယ်တိုင်မတွေ့မြင်ရသည့်အတိုင်းကိုမြင်သူသင်ငယ်ကျော်မအပြန်ခရီးတိုင်းပင်မော်ဤမျက်နှာလေးကို သူရှိနိုင်တာကတစိမ့်စိမ့်ကြီးနဲ့ကောင်းမောင်းပြန်လာတတ်သည်မော်သည်ရုံးကပြန်အိမ်မော်သို့တက်လာရင်းလှေကားမှ မမတန်မာလာဟုပြုံး၍နှုတ်ဆက်လိုက်သည်အေကန်းနိုင်ဒွန်စောမီနှင့်မဟိတန်တို့နှင့်အောက်ထိုင်စကားပြောနေကြသည်မယေတံမှာဖြာပုံကတော်စောမီမိတ်ဆွေတော်မြန်ဤသမီးဖြစ်သည် အိမ်အောင်ကြပြီးကြောင်မြောင်စေးတွင်အထိုင်ဆိုင်ထွက်လျက်ဘောကလန်တဲ့နိုင်နေတိုင်းသည်ရက်ဆွေရဲမျိုးများဖြစ်ကြ၍တော်စောမိမာမအေးတန်းတို့လင်မယောင်ကို သွေသားပမာအမတ်သားသည် မော်ဒီတီကလေးကိုလှမ်းချိတ်ခါအကိုကြီးကနေကောင်းရင်လာမမတန်းဟုလှမ်းမိသည်မအေးတန်း၏ခင်မောမှာကျေနံယုံစည်ရေးဖြစ်သည် ကိုမြန်ကခဏခဏအဖျားတက်နေတယ်မော်ရဲ့မမတန်းထွက်လာတော့အဖျားကြကားစားရှိသေးတယ် ရုံးတောင်တက်နိုင်ဘူးဒေါ်လေးလည်းလာကြတော့ရင်ဖျာပုံကပဇွန်ကျင်နဲ့ပဇွန်ကင်ပို့လိုက်တယ်ကြောင်းမို့လားလူတယ်အခုပဲဒေါ်လေးနဲ့ကြောင်းကပြန်လာကြတယ်ဖျာပုံပဇွန်ကျင်ကိုဆရာတော်ပြအသိချိုက်တာပေါ့မမေဆရာတော်နေကောင်းရဲ့လားမော်ကဒေါ်စောမိကိုလမ်းမေးလိုက်သည်ကောင်းပါတယ်မော်ဒီဒေါ်စောမိကိုတရီတာကြည့်လိုက်သည်ဒေါ်စောမိပြန်ပြောသောမျက်နှာမှာမသားရလာ၍မော်ကမမေး နေရောကောင်းရင်လားပြန်မေးသည် ကောင်းတာပဲဒေါ်ဆောင်မိသည်ခက်တီတီပြောပြီးမအေးတန်ဘက်သို့ မျက်နှာကိုချိုပြင်းလှဲ့လျင်မအေးတန်ထမင်းစားပြီးမှပြန်ဟုဆိုသည်မှောင်နေမေဒေါ်လေးရဲ့နေပါစီမမတန်ရင်စားသွားပါ မော်သွားလုံးလိုက်အောင်မေမော်ဒီရုံးလွယ်အေးလေးကိုအိတ်ခမ်းနေနိုင်ချိတ်ခဲ့ပြီးမိဖို့ရဲသို့ဝင်သွားသည်ထွေရင်နှင့်ကိုကြီးလုံးလေးရဲ့ထမင်းပွဲပြင်ပေးသည် မမေထမင်းပြင်ပေးပါပြီမမတန်ထပါဒေါ်စောမီနဲ့မအေးတန်တို့ထမင်းစားကန်းတို့ဝင်လာကြသည် မောမစားသေးဘူးလားဟုမအေးတန်ကမေး၏မော်ရေချိုးအောင်မယ်ရေချိုးပြီးမှမော်စားမယ်မိမိန်စားပါနော်မနေ့ကငရဲ့ဦးရလိုချက်ထားတယ်မမတန်အကြိုက်ပဲမမေတော့မမတန်ပစွန်ချင်းတော့မို့ထမင်းမိန်ပါပဲမော်ဒီမအေးတန်တို့ထိုင်စားမ ရေချိုကန်းတို့ဝင်သွားကကမန်ကရန်ရေချိုရသည်ဒေါ်စောမီတို့စကားတပြောပြောနှင့်စားနေကြသည်မော်ဒီတနကားပွနေရင်မှတွေးရင်မမီတမင်းစားပြီးစားဖို့စေပလင်အနာမှချထားမမတန်းဟောစားလို့မင်းရဲ့လားဟုအခန်းထဲကလှမ်းမင်းနေသည် ဖြောင်းဖြောင်းလောက်ပါမော်ရင်မမတန်းစားလို့မိန်ပါတယ်မော်ချက်တဲ့ဟင်းဆိုရင်မမတန်းစားကောင်းတာပဲမော်ထွက်လာတော့အကာတမင်းစားပြီးကြပြီ မော်က ချန်ထဲမှသမောသည်ခွဲကျွေးသည် မောမစားသေးဘူးလားတမင်ပွဲများကုညီတိန်နေသောမောကိုမအီတန်ကလမ်းမေးသည် မောဖြည်းဖြည်းမှထွင်ရင်နဲ့စားမေးမမေးမြင်ရဲ့လားကောင်းပါတယ်မနေ့ကရောစားလို့ဝင်ရဲ့လားမမေးဝင်သားပဲမိကြီးရောအေးရဲ့လားမမေးအင်းမအီတန်သည် မောကို ပြုံးချင်နေသည် မိခင်ပေါ်၌အလွန်ကြောင်းကြောင့်ဆိုရင်တက်လျက်ကျင်နာစိတ်ထားရှိသောမော့ကိုနှစ်သက်စွာပြုံးကြည့်နေသည်မိခင်ကိုလှုပ်ကြွေးပြူးစုသောမော့ကိုလေးစားယုံမကချစ်လဲချစ်ဤမအီတန်ကပြုံး၍ပြောသည်ဖျားပုံတစ်မျိုးလုံးမော့တရင်တော်မှွေးနေတာပဲကွယ်ဘာဖြစ်လို့လဲမမတန်းရင်မော့ကပြုံးရဲကားမိသည်အလုတ်တစ်ဖက်နဲ့စာမေးပွဲဖြေတာစာမေးပွဲအောင်တာကြောင့်ပေါ်ကွယ်တော်ကြီးသည်ဆိုတာ သူ့တို့မှာစာမေးပွဲအောင်စင်းထွက်တော့အမေတို့အိမ်ပြေးပြောတယ်အားလုံးကဒီတနည်းကြာကြတော့ဝမ်းသာကြတယ်ချီးမွမ်းကြတယ်မောဟသိတ်တော်တာပဲကွယ်ဒါနဲ့ဒေါ်ကြီးတီတောင်လာအောင်မေပြောတယ်ဒေါ်စောမိမှပါမမပြောဘဲစကားနဲ့နေသည်တော်လို့မဟုတ်ပါအောင်မမတန်းရင်စာမေးပွဲမအောင်ရင်မမေစုမကြောက်လို့ကြိုးစားရတာပါဒေါ်ကြီးစီကစာရပါတယ်ဒီလာကုံလာမဲတဲ့ မာယီတန်းမှာမော်ကမမေဆိုမှာကြောက်လို့ဟုပြောခြင်းကိုသဘောကျလာသဖြင့်ရဲလိုက်သည်မော်မမေကိုမော်သာကြောက်တာမဟုတ်ဘူးဟိမမတန်းတို့လည်းကြောက်ရတာပဲဒေါ်စောမီသည်အင်ဒရီဂျင်းင်းဖြစ်သွားကခက်မာမာလေးဝင်ပြောလိုက်သည်ကြောက်ကြလို့သာပဲမကြောက်များမကြောက်ကြရင်ဤစကားမှာတူဦးကိုမစိုးလိုပဲအာလုံးတိမ်ကြုံပြောသောစကားဟူနားလဲကြကားမအီတန်နှင့်မော်တို့ပြုံရင်ကြသည် တကယ်ပါပဲမော်ရင်မမတန်တော်လေးစီလာရင် အခုထိဒီတိုင်းထမလာရင်ဘူးကောင်းကိုတေချောင်းဖိရတယ်အဝိလည်းပြောဆိုလို့အောင်ဝေးခဲ့ရတယ်ကိုမြင့်ကမမတန်အောင်ဘာပြောရမှတ်တယ်အမေကြတော့ဒီလောက်မဟုတ်ဘူးတဲ့တော်လေးကြရင်တော့တုံနေတာပဲတဲ့လေမအေးတန်းသည်ပြောပြီးရေမောနေလေသည် မော်သည်ပြုံးရမှအမေကိုလှမ်းကြည့်လိုက်သည် အင်ဒရီကြီးနှင့်မပြုံးမဲနေခြင်းကို တွေ့ရှိရသည်မအေးတန်းသည် စကားကောင်းနေကမောင်စားပြုမှဒေါ်စောမီကိုကြော်လျက်တာပြန်သည်မော်ကချန်ထဲမှပန်းတွေကိုကုပေးကချန်ဝါထိလိုက်ပို့လိုက်သည်မော်အိမ်မော်တို့ပြန်တက်လာတော့အခါဒေါ်စောမီမှာအေကန်းနိုင်မရှိတော့မော်ဒီတကားပိတ်ပြီးတမင်စားရံမိဖို့တဲ့သို့အသွာဒေါ်စောမီကအခန်းထဲကလန်ခေါ်လိုက်သည်မော်ရှင်းမမေမော်ဒီနောက်ဖေးကန်းတို့လှမ်းထားသောခြေလန်းတို့ကိုပြန်ယူလျက် သူ့အမိခံဘက်သို့ရှောက်သွားသည်ဒေါ်စောမိသည်ကရင်မော်၌ခြေချင်းလိန်ချိတ်ထိုင်လျက်နေကသူ့လက်များမှသူ့ကိုပိုက်ထားသည်အခန်းစီဆွဲဖယ်ဝင်လာသောမော့ကိုမျက်လုံးစိမ့်စိမ့်ကြီးဖြင့်လှမ်းကြည့်လိုက်သည်ဟင်းမမေမော်သည်မျက်လုံးစိမ့်စိမ့်ကြီးကိုမြင်မိ၍ပါမမသည့်ထိတ်သွားကနှုတ်မှရောင်ရမ်းထွက်သွားသည်တော်စောမိသည်တိုင်နေရာမှာပင်ကောင်းအောင်အောက်ကဆောက်ကလေးကိုဆွဲထုတ်ယူလိုက်ပြီး စူးကြသောမျက်လုံးဖြင့်မော်ကိုကြည့်ပြောသည်ဒီမယ်လေမော်သည်ပထမဘာမှမသိဖို့နေစဉ်သူဤဒံယာရီမှတ်စုစာအုပ်လေးကိုမြင်တွေ့လိုက်ရတော့ချက်ချင်းမျက်နှာသေးလေးဖြစ်သွားသည်ဒေါ်စောမီသည် သူ့လက်ထဲကစာအုပ်ကိုမြင်ရင်းမြင်ချင်းဖို့ရာမှထိတ်ရာမွန်ဆို့သွားလျက်မော်ဤမျက်နှာလေးမှာညုံငယ်သွားကားတော်စောမီသည်မော်ရီထားသောဒိုင်ယာရီစာအုပ်ကိုမော်ရန်နီယာသို့လမ်းပြပေါလိုက်သည် မော်သည်သူ့ရှိနာသို့ပုတ်ကနေကြလာသောစာအုပ်ကိုငုံဆိုင်ကြည့်လိုက်သည်ခေါင်းမဖော်ရဲတော့ပဲငုံလျက်ပင်ရက်နေသည်ဒေါ်စောမီသည်မော့ကိုဆိုင်ပြင်းကြည့်နေလေသည် ကြည့်ရင်ကြည့်ရင်ပင် သူ့ရှိနိုင်ခေါင်းမဖော်ရဲအောင်ဖြစ်နေသောမော်သည်ဒူးလေးခွေညွတ်လျက်လေးလံဖြစ်နေသောအဖြစ်ဒူးကလေးထောက်ကကြုံကြုံပီပီထိုင်ချလိုက်သည်မော်ဤခေါင်းသည်ငုံသည်ထက်ငုံကြသွားသည်ငါတော့ ။သမီးလေးဟာဘာမှလျှော့ဝတ်တာမရှိဘူး။အမေနဲ့သမီးနဲ့နှံကိုတစိမ့်ပဲလို့အမှတ်မိတယ်။ယုံမိတယ်။ဒေါ်စောမီသည်ဆက်၍ပြောချင်မလေးရဲ့ရှင်တဲ့နိုင်ခုံလွန်းသဖြင့်ရက်တန်းလိုက်ရသည်။မော်ဒီခေါင်းငုံကကြေခွဲ၍နေလေသည်။တရင်ချုပ်လာပြီးကျော်တရေနေကမော်ဒီသူ့ဘခင်နှင်းချင်းလေးရဲ့ဒုတိယအကြိမ်မြောက်သွားကြောပြန်သည်။ဖခင်စီမအပြန်ဖခင်အားကြောခဲ့ပုံ အကြောင်းများရေးသားတိမှတ်လိုက်သည်။ ရုံးကအပြင်အပြင်းမခေါ်နေ၍စာအုပ်လေးကိုဘီရိုထဲရှိအဝတ်ပုံပေါ်တင်ကကြပြကြရာဘီရိုတော့ပိတ်ပြီးမိခင်ခေါ်ရသောထွက်လာခဲ့သည်ဆရာတော်ဘုရားသွားကြော်ရန်ခေါ်သည့်အတွက်မိခင်နှင့်အတူចောင်းသို့လိုက်သွားသည်မိုးချုံမចောင်းကပြန်ခဲ့ကြသည်ចောင်းကပြန်ခဲ့ပြီးជីជីမီတို့အိမ်သို့ဝင်ကြော်ကြသဖြင့်အချိန်ကြာသွားသည် မော်ဒီជីជីမီတို့အိမ်မှပြန်လာပြီးရေချိုးထမင်းစားတင်စီနှင့်ညှင်းနေသွားသည် အဲ့ရပေါ်နိုင်လဲမှာပင်စာအုပ်လေးကိုနေရာတကျမသိရသည်မန်းတရားတော်လေအိတ်ချင်၍ပြန်မထတော့ပဲမနမသိမည်ဟုအိမ်လိုက်မိသည်နနဲ့ယုံသွားတိုင်းအဝိပီတို့ကိုဖွင့်စမြဲဖြစ်သည်ယနေ့နနဲ့မှာညာကထွေးရင်မိဘူးတိုက်ပေးထားသော အင်ဂျင်နှင့်လုံကြီးများအပြင်ဘန်းနာရှိနေ၍ယုံကြိမ်မိအောင်ဂရိုက်ကြိုက်ဆွဲယူဝေကစာအုပ်လေးကို လုံးဝတတိမရတော့ချေမော်ဒီယုံမကလေးကအစာအုပ်ကလေးနေရာတကျပြန်သိမ်းရန်တတိယသည် အိမ်ပြန်ရောက်သည့်အခါကံမကောင်းခြင်းတော့မအီတန်ရောက်နေ၍တတိလက်သွားပြန်သည် မော်ဒီဘီရိုတော့ကိုအိမ်နိုင်ထားခဲ့စမြဲဖြစ်သည်ဒေါ်စောမီယူဖွင့်ရသောအဝိပုံပေါ်မှတွေ့တာပဲဟုတွက်လိုက်သည်အိမ်ပြန်ရောက်စားကသူပြင်းနေသူဖြစ်နေ၍မိမိစိတ်မချမ်းသာစရာဖြစ်နေပြီဟုညာကစာအုပ်ကိုတိမ်မထားခဲ့မှုအတွေ့သူ့ကိုယ်သူခါတိုင်းလို့မရှင်ပြပဲဒေါ်စောမီမျက်နာမသာပုံကိုယခုမှတီတော်သည် မော်မှာအပြစ်တင်မဆုံးဖြစ်မိုံမက အကျိုးတော့နေပြီဟူမကြီးမဆန့်ဝန်းနေနေသည်ဒေါ်စောမီသည်ရတန်ထားကရင်ခုန်ငိမ်မှစနိုင်ဤငါအံ့အော်လိုက်တာမော်မော်ဒီကြောက်ရွံ့ကဲ့သို့မလုံတော့ပြီငိမ်သက်၍သာနေသည်ကောင်းလဲမထောင်နေလေကဥညိုမီကလေးလာကြောလို့အဝိပေးချင်တာနဲ့အင်းကြီးအတူအင်းကြီးအကြက်ရှာဖို့ဘီရိုသွားဖွင့်လိုက်တော့ ီစာအုပ်ကိုသွားတွေ့တယ်။ဘာများလဲလို့ဖွင့်ကြည့်လိုက်ပါတယ်။လာလာတော်စောမိသည်ပြောရင်ပြောရင်အတန်တင်ဝင်သွားရမှ ရှေ့ဆက်မပြောနိုင်ပဲအတန်ပြောက်သွားပြန်၏။မော်ဒီချန်းကိုသာငုံဆိုင်ကြည့်နေ၏။ငါကတော့အဖေကိုမမြင်ဘူးရှာဘူးဆိုပြီးကြိတ်ပြီးတော့တနာနေမိတယ်။လက်စာတတ်တော့တော်စောမိသည်သူ့အတန်တွေတုံလုံးအားကြီးသဖြင့်ရက်ပြလိုက်သည်။ မော်ဒီအသက်ကို မြင်မြင်ကလေးသာရှူနိုင်လေတော့လျက်အစင်မပြေသော သူ့ဘဝကို တွေးကရင်ထဲ၌စိုးနေ၏ဘယ်တော့ဒီအဖေကိုမြင်ဘူးပြီးတွေ့တာသိတာလဲပျောစံတော်စောမီ၏ပျောစံဆိုသောအတန်မှာရင်ကောင်းတန်ပေါင်းထွက်လာက အလွန်ခက်တံမှာကြောသွားသည်မော်ဒီသူ့ကောင်းလေးကိုလေးလံစွာထောင်မော်လိုက်သည်မော်ဤမော်လာသောမျက်နှာလေးမှာတည်နေုံမကက ဈီးစီလောက်ပမာငယ်နေလေသည်တမျက်နာလုံး၌အယောင်အသွေးဟူ၍မရှိတော့ဘဲညှို့ပြော့ဖြူလျော်လျက်ရှိ၏မော်ဤမျက်လုံးလေးများသည်မော်ကိုခွလပါဟုမိခင်အားတောင်းမန်နေပြီးတကယ်သို့ပင်ညှို့မိန်လျက်မေ့ဆင်းနေသည်မော်သည်မိခင်ကိုအာယူ၍ကြည်ရင်သူ့နှုတ်မှစကလုံးများသည်တလုံးပြီးမှ တလုံးအတန်ပျော့ပျော့လေးဖြင့်ခတ်ဆိုင်ဆိုင်ပျော့ပြသည် ဖြာပုံမှာ မော်ခုနှစ်တန်းရောက်တော့ကြီးကြီးမြိုင်တို့အိမ်ကိုတော်ကြီးခေါ်သွားပြီးမော်ကိုဖေဖေနဲ့တွေ့ပြီးပါတယ်အဲ့ဒီမှာဖေဖေနဲ့ခဏတွေ့ဖို့ပါတယ်မမေမော်ဒီတလုံးချင်းပြောနေစဉ်မိခင်ကြီးမျက်နှာတွင်တမျက်နှာလုံးဒေါသရိပ်ဝမ်းနည်းရိပ်တွေပုံလွှမ်းရောထွေးလျက်နေသည်မျက်လုံးစူးစူးဆိုက်ဆိုက်မျက်နှာထားတင်းတင်းတွင်နှစ်ဖူးကျော်ကြီးများထောင်ထားနေသောသူမိခင်ကြီးမျက်နှာပုံပန်းကိုမြင်ရလေသည့်အတွက်ရင်ထဲ၌ ပြောစရာမရှိအောင် မချမ်းမသာဖြစ်မိသည်အောင်မဲမတ်ရွှေသည်ကရွှေလန်းငွေလန်းဖောက်ပေးတော်မူတာကိုကြည်စမ်းငါ့ကိုဒီအကြောင်းဘာဖြစ်လို့မပြောဘဲမြုံနေသလဲဒေါ်စောမီသည်ချုပ်တီး၍မရောက်အောင်တုံလာသည်ဒေါ်စောမီနောက်ကွယ်တွင်ဒေါ်စောသည်ကမတ်ရွှေမီဟုခေါ်တဲ့ကဲသို့ပင်ဒေါ်စောမီသည်သူ့အမကို သူအလိုမကြရင်နောက်ကွယ်၌ အမမခေါ်ပဲမစိန်သည်ဟုခေါ်တတ်သည်မော်ဤကောင်းမှပြန်ငုံသွားသည် မပြောသည့်အကြောင်းမိခင်ကိုအပြေပေးရန် အလွန်စင်စားရကြလျက်မပြောတတ်သလောက်ဖြစ်နေကစိတ်ထဲ၌နှောက်ကြည့်နေသည်ဘာလဲမစိန်သည်ကငါကိုမပြောဘဲနေဖို့ပြောထားသလားဟင်ဒေါ်စောမိသည်စိတ်ပေါလွန်သဖြင့်ငေါငန်မေးလိုက်သည်တော်ကြီးကလည်းမပြောဘဲနေဖို့ပြောပါတယ်မေမေ မော်ကိုရိုင်းကလည်းမမီမကြိုက်မှန်းသည်လို့မပြောဝင်ပါဘူးမော်ဒီအတော်စင်းသား၍အပြေပြေးရသည် စိတ်မချမ်းသာလားသဖြင့်မော်ရဲ့တန်မာကြီးကွဲတန်အတန်ပါနေသည် နောက်တော့နောက်ဆယ်တန်းရောက်လို့အိမ်တွင်မီးလောင်တော့ဟာပေပေလာတွေ့ပါတယ်တော်ကြီးနဲ့ပဲသွားတွေ့ပါတယ်မမီတို့မန္တလေးသွားနေပါတယ်ဖေဖေကငွေနဲ့ထောင်အတင်းပေးပါတယ်မော်ကအတင်းပြန်ပေးပြီးမယူပါဘူး ဒီနောက်တစ်ခါမှမတွေ့တော့ပါဘူးအကြာကြီးနေပြီးမှမနေ့ကမှတနေ့ရုံးကိုပြပြလာတော့မော်နေရုံးမှမျက်နှာချင်းဆိုင်သွားဆုံးပါတယ်အဲ့ဒီမှာပဲသူ့ဖွင့်ထားတဲ့အလုံးတိုင်းလိပ်စာကိုပြီးသွားပါတယ်မနေ့ကတရင်ကျွတ်တော့ဖီဖီကိုမော်ကြော့ခြင်းနဲ့စိတ်ရှိတာနဲ့ဖီဖီနဲ့ချင်းပြီးဖီဖီအလုံးတိုင်းမှာသွားကြော့ပါတယ်မော်ကိုငွေ900ပေးပါတယ်မော်မယူပါဘူးတနေ့ရတစ်ခေါက် သွားကြော့ပါတယ်ဖီဖီနဲ့ဖီဖီနဲ့ပတ်သက်သမျှဒါပါပဲမမေမော်ဒီဒေါ်စောမီမျက်နှာကို မကြည့်ဝင်တော့ပဲမျက်လုံးလေးအောက်ချကခက်ပြေးပြေးပြောသွားသည်ရင်းနိုင်တတိတိတ်ခုန်နေခြင်းကြောင့်တစ်ချက်တစ်ချက်အတန်ကလေးတုံသွားလိုက်တစ်ချက်တစ်ချက်တိုးသွားလိုက်ဖြစ်နေသည်ပလောင်ဆူကပေါင်မင်းခတ်နေသည်ရကူပွား၌မဟုတ်ဘဲဘဝတစ်ခု၌ဖြစ်ပျက်ခဲ့သလောက်ပင်ဒေါ်စောမီသည် ရင်ထဲ၌လွန်နေပြီးသော အတိတ်ကဇလန်တပုတ်ကို အပြင်းမြုပ်ခဲ့ပြီးမှ မကြားကျင်သော သူတစ်ယောက်၏အကြောင်းအရာကို ကြားနာသိရှိရခြင်းအတွေ့ရင်တွင်၌လှုပ်လှုပ်ရှားရှားကြီးဖြစ်နေသည်တမီးနှင့်အဖေမတွေ့မမြင်ဘူးကြီးဟုကြာရှည်လင်းမြစွာသိနေခဲ့သော အသည့်တစ်ခုသည် သူတင်သလိုမဟုတ်မှန်းသိရသည့်အခါအံအော်တုံလုံးလွန်၍ကြည်တီမွေးညင်းများထသွားမိသည် နှစ်ပြိစေတာကြမြင်စွာမောတသက်နီနီနောက်ကျောင်းရာဇဝင်များကို나ကြီးလာသည့်အလျောင်းတမိကိုပင်ပါခင်နေပါကြောင့်ကွဲခဲ့ပုံကိုဆက်လို့မမပြောခဲ့ဘူးပဲသူ့အကြောင်းပြောရမှာကာကာတီတီကြီးဖြစ်ခဲ့သည်ဤများလောက်မိမိခါခါတီတီ나ကြီးခဲ့တော်သူကိုရကုမော်ကအဖေတယောက်အဖြစ်ဆက်သွဲကိုကိုယ်နေလျေ သူမသိအောင်များပင်တိတ်တိတ်သွားရောက်ရှိခိုးကြော်နေကြောင်းသိရသည့်အခါ၌ဒေါ်စောမီရင်ထဲ၌မကြည်မချမ်းမှုတို့သည်ပြင်းထန်ထကြွလှုပ်ရှားလျက်ရှိနေသည် မော်စကားဆုံးလျင်ဒေါ်စောမီသည်အန်ကိုကြိတ်လိုက်ခါအတန်ပြက်ပြက်ဖြင့်ပြောလိုက်သည်အမေတယောက်လုံးကိုတော့အတိမပေးပဲအခုလိုများလျို့ဝဲ့ပြီးကိုစိတ်ကူးနဲ့ကို ခိုးတွေ့နေတာအန်လိုကိုမဆုံးနိုင်ဘူးတမီလီ တော်တယ်တော်တယ်နဲ့ရောင်းမမျက်စိထွက်လာတယ် အခုလိုအမေကိုအတိမပေးပဲလုပ်နေတာကောင်းရဲ့လားဟင်မကောင်းတော့မကောင်းပါဘူးမမေမော်ဒီဝမ်းနေစွာပြန်ဖြေသည်နို့ဘာဖြစ်လို့လှုပ်တယ်လဲမော်ဒီအပြေမပေးတော့ကြီးခေါင်းကိုသာငုံရှိုးနေသည်ဘာဖြစ်လို့ဒီလိုလှုပ်တယ်လဲဒေါ်စောမီအတန်တွင်ဒေါ်သာပါလာကကျေလောင်သွားသည် မော်ဒီအပြေမပေးကြီး ထွင်းရင်ဒီမိဖို့ရဲ၌မော်ကိုတမင်စာဆောင်နေလေရာမလာနိုင်သဖြင့်အပြင်သို့ထွက်လာပြီးအခမ်းအဝါသို့ရောက်လာမှဒေါ်စောမီဤဒေါ်သဘုံထသွားသောငေါ့တန်ကိုကြားကြားချင်းဘာဖြစ်မှန်းမသိပဲတုံသွားလေ၏သူ့ဆက်ကလေးသည်ပူတိုဝင်သွားလျက်ကြောက်ကြောက်လန်လန်ဖြင့်ချီလန်းကိုငှက်ကြီးဝင်ပေါ်လန်တကယ်တို့ကြဲကြဲကြီးအတန်မမီအောင်ပြန်လန်းသွားကမိဖို့တဲ့တို့ပြန်ဝင်သွားသည်မောတံမှာအဖြေမရမချင်းကြောင့် ဤရင်တော်သောမိမာရန်ပုံမိကြဟုံဟုံထတောက်သွားသည်ဇက်ခနေထရန်လိုက်လေဤမော်ဒီအတန်ကြားလိုက်သဖြင့်ရင်ထဲ၌တိမ်ကနေတုံသွားကကြောစိန်သွားသည်တော်သောမိသည်ခါတောင်းလျက်မိုးကိုတွေ့တွေ့ကြီးငုံဆိုင်ကြည့်လိုက်နေသည်မှာ အကြာကြီးဖြစ်နေလေဤပြီးမှအတန်ထွက်လာသည်အဖေလို့သူကိုဒီလောက်တောင်ခိုးချောင်ခိုးဝဲကိုးဝဲစီးကက်ချင်လာတာဘလို့အဖေမျိုးလဲဆိုတာကောသိရဲ့လား တော်စောမီအတန်ထဲတွင်တောသားအတန်တွင်မကငိုရောမီအတန်ကြီးပါယောနောကြားလိုက်ရ၏မော်ဒီငုံရှိုးနေရာကမျက်လုံးလေးကိုမှိတ်ထားလိုက်က တကိုယ်လုံးအေးဆက်ကျဉ်ထုံသွားသည်ညီအဖေငပလီတုံးကြီးရဲ့အကြောင်းကိုညီဘာမှမသိဘူးမော်ဒီမော်မီမီမာနာတုံးကြီးဟူဖခင်ထံမှကြားခဲ့ဘူးဟိယခုတဖန် မိခင်ထံမ ညီအဖေငပလီတုံးကြီးဟုတသက်လုံးမကြစဘူးရှိဥစွာကြားရ၏တော်စောမိသည်ခါနိုင်ထောက်ထားသောလက်ကို ဖြုတ်ချလိုက်ပြီး ပြနေပေါ့နာသို့ဒေါနေမောနေလှမ်းသွားကတန်တိုင်ကြားမှထွီးဟု တတွေးကိုအရင်ပစ်ထွေးလိုက်သည်ထို့နောက်ကိုကိုပြန်လှည့်ပြီးပြင်းပေါောင်းနိုင်ရမေကခရားရေသွန်ပြောလိုက်သော စကလုံးတွေမှာမပီမတတုံလွန်းလွန်း၍ မော်သည်ငုံလျက်မှတဲခွဲအောင်နားကိုအားဆိုင်၍ထောင်နေရသည်တရွာသားမို့ဓာတ်လည်းမသိလို့ကြောက်လွန်းလို့မယူခြင်းဘူးလို့အတင်းညင်းခဲ့တယ်တဦးရီတော်သားမို့ပစံချမ်းသားရဲ့ရောက်ခမအင်ကိုလိုက်နေရမှကြောက်လွန်းလို့ညင်းခဲ့တယ်အမေမုတ်ဆိုးမနဲ့ခဲအိုမေပြီးနေရတဲ့ဘဝနဲ့ဆက်တထေသားဘီအေးဆိုတဲ့အခြေအနေကကွာခြားလွန်းလို့လည်းညင်းခဲ့တယ် အတန်တန်ညင်းတာကိုမရရင် စိန်နဲ့တံမြာသီးတောက်ပြီးတေတော့မလောက်ဖြစ်လိုက်တာပေးလိုက်တဲ့ဂတိတွေပေးလိုက်တဲ့ပရိညင်တွေဆိုတာလေရေတွက်လို့မကုံနိုင်ပါဘူးရောက်ခမနဲ့မနေလို့အမေနဲ့အမကိုမခွဲနိုင်ဘူးပြောတော့လေရောက်ခမနဲ့ဘယ်တော့မှမနေစီရပါဘူးတဲ့မညာခင်မယာခင်ပေးခဲ့တဲ့ဂတိတွေမယုံရဲယုံရဲနဲ့ဘလို့မှမဆုံးဖြတ်နိုင်အောင်ငါဖြစ်ခဲ့တယ် အမေတို့မဆိုင်သေးတော့လေကျောင်းဆရာကြီးပါအေးပလီပလာလူစားမျိုးမဟုတ်ပါဘူးသူပြောတာတွေကိုယုံကြည်ပါနဲ့ဝိုင်းပြီးတော့တိုက်တွန်းနှားချလိုက်ကြတာနောက်ဆုံးအမေတို့စကားကိုနားထောင်ပြီးသူဂရိတွေကိုယုံစားပြီးလက်ခံလိုက်မိတာငါကိုမရရင်တီတော့မလောက်တားလို့သူက ဖြစ်နေတော့လေတတိသမီးမဟုတ်တဲ့ငါကို သူ့မိဘအောင့်သက်သက်နဲ့လာတောင်းရန်ပြီးစားကြတယ် ဒေါ်စောမီသည်ပျော်ရင်ပျော်ရင်ရင်ထဲ၌စိုးတက်လာသဖြင့်မဆက်နိုင်ပဲအရှိန်ရက်သွားသည်တကိုယ်လုံးနှက်ကြသလိုဇက်ဇက်တုန်နေသည်မော်ဒီပုံမို့၍ကြေကွဲသွားသည်သူမိခင်ထံမှအေးအကြောင်းရာများကိုတားမိခြင်းအေးစေစေကြည်ကြည်သာသာပြောပြနေပုံမျိုးမဖြစ်ကြရပဲရင်နာနာဖြင့်ဒေါ်သာတကြီးပြောပြပုံကို ကြားနာရသောသူဘဝသူအကြောင်းကံကိုတွင်မိကကြေကွဲ၍မစုံနိုင်အောင်ဖြစ်နေသည် ်ဒေါ်စောမိသည်ပြတင်းပေါင်း၌မိရဲ့နေရာမှလင်းမြန်သောအုံဖြင့်မော်အနာသို့ပြန်ရောက်လာသည်မော်သည်ဒေါ်စောမိ၏ဒူးစစ်လောက်မြင်သာသည့်အထည်ငုံထားသော သူ့ကောင်းလေးကို ဖြင်းညင်းစွာပင်ယုံမြပင်က မျက်ရည်ဝဲနှင့်ငေးဆိုင်နေသည်ဒေါ်စောမိသည်သူ့အတန်ကိုဖြင်းညစ်ထုတ်ကသူ့ရင်ထဲ၌မြို့သိပ်လာခဲ့သမျှအန်ချနေသည်ဂတိကိုယုံစားပြီးယူလိုက်လို့ကလေးရလို့ဘာမှမကြသေးဘူး အဖေမမာဘူးလာခဲ့ပါလို့တန်ချိုးရိုက်ခေါ်တာပဲငါကကြည်ကြည်တာတာပဲလွတ်လိုက်တယ်သူ့အဖေအမေစီလဲရောက်ကြရောကြံခဲ့တဲ့မယားကို စာရေးရမန်တောင်မသိဘူးမော်ဒီသူ့ဘဝ၌ဖခင် အကြောင်းကိုဟိုတစားဒီတစားတောင်းအမျိုးမျိုးမှကြားခဲ့ရသည်ကာယကံရှင်မိခင်ဤနှုတ်ပြမယနေ့ကြားရခြင်းများကိုယခင်ကကြားခဲ့ဘူးသမျှတွေနှင့်ဆက်ဆက်လျက်ဖြည့်ဆွတ်ကြားနာနေရ၏ ရောက်တဲ့အကြောင်းစာကလေးတစ်စောင်မှရေးပေါ်မရဘူး။နောက်လာမဲလာတော့လေသူမိဘကခိုင်းလို့အလုတ်ထွက်စာတင်လိုက်ပြီတဲ့။ငါဘာလဲ။ငါဘာလဲ။မော်ဒီပင့်ယုံကလေးပင်ထားသောကောင်းကို ပြန်၍ငုံချလိုက်သည်။ခြေခွဲဝဲရာကောင်းသော သူမိခင်နှင့်ဘာခင်ဤဇလန်းကိုရှေ့ဆက်လက်၍နားထောင်ရန်ပင်စွမ်းအားမရှိတဲ့ကဲသို့ဖြစ်လာသည်။ပျော့ခွေ ကြသွားခြင်းတလောက်အာကုန်ခံသွားသည့်အတွက်သူ့လက်ကလေးကိုတောက်ကအပြုတ်နေလိုက်ရသည်ဒေါ်စောမိသည် မော်ဘလိုဖြစ်နေသည်ကိုသတိမထားနိုင်တော့ချေမော်တော်လည်းကောင်းသူ့တော်လည်းကောင်းလဲသေးသွားပါစီပြောစရာရှိတာအကုန်ပြောမိစိတ်သာရှိနေသည်ငါမရမဟုတ်ဘူးလားတော်စောမိသည် သူမေကွန်ကို သူဟာသူပင်ဒေါနဲ့မောနဲ့ဖြေသည် တတနေတကူ မကြစဘူးသောနာကြီးတန်ကြီးကိုကြားရ၏တအံ့တော်အံ့ဩခြင်းသည်မိုးကိုများစွာပင် စိတ်ပင်ပန်းစေသည်မရောမရနေရမတိုင်းဝတရားပြက်ကွက်လာရင်ဂတိပြက်လာရင်ဘလို့တောင်းပန်လို့မှမရတဲ့ငါ့လိုမိမမျိုးကဘာလောကကြီးမှာရှိပါတကားဆိုတာဒင်းတည်တဲ့အထိမှတ်သွားစေခြင်းလို့မျက်နှာချင်းမဆိုင်လိုက်တာပဲငါကဟင်းဆိုရင်ပြီးတော့ငါစိတ်ကိုတည်ပြီလားဟင် ဂတိပေးပြီးမတီချီတဲ့ညီအဖေငပလီစိတ်ကိုသိပြီလားဟင်ဒေါ်စောမီသည်ဒေါ်သာအဟုန်ကြောင့်နေပူကြီးထဲမှဒုံဆိုင်ပြီးပြေလာတော့လူတယောက်ကဲတော့အလွန်မောဟိုက်သွား၍အတန်မထွက်နိုင်တော့ပြီပင်၍ပင်၍အတာရှိုက်ခါရှိုက်ခါနေခြင်းကိုမော်တာကောင်းမငုံပဲခေါင်းထောင်ထားနေသူ့အမေအတွက်ရေတခွက်ပြေးခတ်ခြင်းမီမော်ဒီမိခင်ပြင်ပန်းခြင်း ဆင်းရဲမှုကိုမတွေ့မြင်ရဘဲအငြိမ်ကြီးငြိမ်လျက်ငုံနေသည်ဒေါ်စောမိသည်အမောပြေးသလောက်ရှိတော့မှဆက်ပြန်သည်အေးငါမျက်နှာချင်းမဆိုင်လိုက်ပေမဲ့တခုတော့ပြောလိုက်တယ်ကလေးကိုချစ်လာကြည်ရဲ့လို့ဆိုလို့ချစ်ရင်ခေါ်သွားခွင့်ပြုတယ်လို့ပြောလိုက်တယ်မခေါ်ဘဲထားခဲ့ရင်ဘယ်တော့မှသမီးရှိရဲ့လို့မအောင်မိနဲ့လို့ပြောလိုက်တယ်ဘာအထောက်ပံ့မှမယူဘူးလူဖြစ်အောင်ငါဟာငါမွေးမယ်လို့ပြောလိုက်ပြီးကနေတက်တဲ့ သူ့စီကပတ်စံတပြားမှမယူခဲ့ဘူးမော်သည် သူ့တီမိသားအကြောင်းအရာတွေကို သူ့အမေက သူမသိဘူးထင်ပြီးပြောနေခြင်းပဲဟုတွေးမိသည်ပြပြတောင်းတောင်းရှိလာသော သူ့အမေစိတ်ကိုထက်ကထက်ကအံ့ဩ၍မကုံနိုင်အောင်ဖြစ်သည်မိဘနှစ်ပါးကြားနိုင်မြေသားပင်ဖြစ်ရသော သူ့ဘဝကံကိုစိုးလာကြည့်ဟုအောင်မိမိသည် စိတ်ကြီးလာသောမိခင်ကိုလည်းအပြစ်မတင်ရဲ့ချင်း ဖခင်ကိုလည်းအပြစ်မတင်ခြင်းပဲ။ကွဲဖို့ရာဖန်လာသောအကြောင်းကံကြောင့်ပဲဟုကံကိုယ်သာ ပုံချထားသူ ဖြစ်သည့်အတိုင်းနှစ်ဦးစလုံးသောမိဘတို့အပေါ်၌ကရုဏာဖြစ်လျက်နေမိ၏။မက်ရွှေမိများဒီအကြောင်းတွေသိသွားရင်မိုးမီးလောင်လိမ့်မည်ဟု သူတော်ကြီးပြောတမ်းမှသူနာ၌ထက်မနာကြနေရသည်။ gain ငါဟာတလောက်တောင်ကင်းကင်းရှင်းရှင်းကြီးနေခဲ့ပါလျက်နဲ့ညီကဆက်သွယ်ခြင်းသေးသလား။ ဆိုစံဒိုးစောမိမေကွန်သည်မြောစွာစိတ်ပင်ပန်းရကမော့ကိုပေးချက်နှံချက်ဖြစ်သွားစေပြန်သည်ဤမေကွန်ကြောင့်မော့ရင်တဲ၌ခံစားမှုများသည် အတိုင်းမသိဆိုးရွားသွားသည် မော်သည်အဖြေပေးရချက်ခါခြေကွဲလွန်၍ခြေကွဲခြင်းသမျှခြေကွဲပေတော့ဟု သူစိတ်ကိုအဆိုးဆုံးအပိုင်းသို့ပို့လိုက်ခါအဖြေမပေးဘဲဆိုနေသည်ငါမီးတာပြောစမ်း ဒေါ်စောမီအတန်းမှာစောစောကားလောင်းတိတ်ထန်ပုံမပေါတော့လဲပြက်တောင်းမာကြောတန်ပါနေသည်မော်ဒီမလုတော့ပဲငြိမ်သက်၍နေသည်မော်ကောင်းလင်းငုံကမလုပဲနေသော မော်ကိုဒေါ်စောမီကမချစ်မရဲကြည်လျက်သူ့ကိုအပြေးပြင်းရန်လှန်ခေါ်ပြန်သည်ငြိမ်နေသောမော်သည်ဤအတန်းဖြင့်တစ်ချက်သာလှုပ်သွားသည်မော်ကောင်းမှထောင်မလာပြီဟုတ်ကဲ့ပါရှင် စာရေးဆရာမကြီး ဂျာနေကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝတ္ထုဆောင်လေးအားအပိုင်း21အနေဖြင့်ဇလက်ဖပြနေခြင်းအားခိတ္တမြရန်နာပြစီရှင်နောက်ဆင်ပေးခဲ့ကြသူလူမိသားစုတူးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးအထူးပဲတင်ရှိသလိုဇလက်ဖပြပေးမယ်အပိုင်းဆက်တွေကိုလည်းစောင့်မျှော်ပေးကြပါအောင်နော်လူမိသားစုများအားလုံးလည်းဘေးရန်တွေအပေါင်းမှ ကင်းဝေးလို့လုံခြုံကြပါစေရှင်